မြိုင်မြို့နယ်နှင်းစီကန်ရွာကိုစစ်တပ်ကမိရှို့လေချောင်းတိုက်ခိုက်၍ရွာလုံးကျွတ်စစ်ဘေးရှောင်။မကွေးတိုင်းမြိုင်မြို့နယ်နှင်းစီကန်ကျေးရွာတွင်ကျန်းဖက်စစ်တပ်ကစစ်ချောင်းထိုးဝင်ရောက်ပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့တဲ့အပြင်အနီးဝန်းကျင်ရွာများကိုချက်ဖိုက်တာစက်တက်လေထီများဖြင့်ဘုံအဆက်မပြတ်ကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူများထောင်ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။နိုဝင်ဘာ9ရက်မိုးလွယ်ပိုင်းကတွင်းမှပြူစားတိရွာကထွက်လာတဲ့စစ်ကြောင်းကြီး နေ့စီကန်ရွာအတွင်းသို့ဝင်ရောက်စီးနှင်းကညနေပိုင်းမှစ၍နေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ပါသည်မိလောင်ဆုံးရှုံးရတဲ့အိမ်ခြေအတိကျကိုလောလောဆယ်အတိမပြုတ်နိုင်သေးပါဘူးဒီကနေ့နိုဝင်ဘာ6ရက်မနက်7:00နာရီခွဲကျော်မှစ၍စစ်တပ်ကဂျက်ဖိုက်တာဖြင့်6ကြိမ်စက်တပ်၄ထီ3ကြိမ်ဘုံးကျဲတိုက်ခိုက်ခဲ့ပြီးဘုံပေါင်း10လုံးကျော်ကြားရောက်ပောက်ကွဲခဲ့ကြောင်းဒေသခံများကအတိပြုပါသည်မနေ့ညကလေးကရွာထဲမှာမိလောင်နေတာမြင်ရတယ် ်အခုမနေ့ကျတော့ဂျက်ဖိုက်တာနဲ့6ခါဆက်တက်လေးထီးနဲ့3ခါဘုံကျဲတယ်ကျမတို့ရွာသားတွေအားလုံးဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဒီစစ်ကြောင်းဘဲကိုအထိဆက်သွားမယ်ဆိုတာမသိနိုင်သေးပါဘူးလို့နေစီကန်ရွာကအမျိုးသမီးတဦးကပြောပါတယ်လက်ရှိချိန်မှာနေစီကန်ရွာအပါဝင် အနီးဝန်းကျင်ကကျေးရွာပေါင်းများစွာမှာပြည်သူများထောင်ချီတောနဲ့ထဲတောင်ပေါ်ဘေးလွတ်ရများသို့အဆင့်ဆင့်ထွက်ပြေးတိမ်းရှောင်နေရပါတယ် ယခုလအနေငယ်အတွင်းမှာပဲမြိုင်း ပေါက်နယ်ဆက်ကြောက်ခွက်မှန်ရင်းရွာများကိုစက်တက်လေးထီးများဖြင့်ဘုံကျဲချခဲ့ရာအရက်သား၅ဦးတင်းဆုံးခဲ့ရပူပါတယ်တောင်သာမြို့နယ်တွင်ကျေးရွာအလုံးဒီပါကို တော်လှန်ရေးတပ်များကစုမိုးထားပြီးမြို့ပေါ်အေရိယာတွင်သာစစ်ကောင်စီတပ်ကအထိုင်ချတပ်ဆွဲထားနိုင်တော့တဲ့အခြေအနေကို ရောက်ရှိနေကြောင်းဒေသခံများကဆိုပါတယ်ရှင်